လူအများစုမသိကြသေးတဲ့ချက်ဥရဲ့အုံနောက်အပေါ်ကိုတော်ရောက်မှုလူအများစုကချက်ဥစားရင်ခန္ဓာကိုယ်ကျန်းမာပြီးတော့အားရှိစေတယ်ဆိုပြီးတော့သိထားကြတယ်တကယ်တော့ချက်ဥကခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကပဲနဲ့အုံနောက်ကျန်းမာရေးအတွက်ပါကောင်းမွန်ပါတယ်ချက်ဥတစ်လုံးမှာအကာနဲ့အနှင်းဆိုပြီးတော့အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်အဲ့ဒီအထက်မှာမှချက်ဥအနှစ်ကကိုလက်စထရောပါဝင်မှုမြင့်မာတယ်လို့ဗီတာမင်နဲ့အာဟာရဓာတ်တွေလည်းကျွဲဝပါတယ်တချို့ကချက်ဥအနှစ်မှာ ကိုလက်စထရောပေါင်ဝင်မှုမြင့်မာလို့နှလုံးနဲ့တက်ဆိုင်တဲ့ယောဂါတွေဖြစ်မှာကိုဆိုရင်ကြတယ်။သို့တော့လေ့လာမှုတွေအရာတော့ကျုပ်အများကြီးစားသုံးတာကနှလုံးနဲ့တက်ဆိုင်တဲ့ယောဂါတွေမဖြစ်စေတဲ့အပြင်အုန်းနောက်ရဲ့လုပ်ငန်းဆောင်တာတွေပို့ပြီးတော့မြန်ဆန်အောင်ကူညီပေးနိုင်တာကို တွေးရှိခဲ့ရတယ်။ကျုပ်အကာကနေအရေးပြအသာစတဲ့ပြင်ပအစိမ့်ပိုင်းတွေဖြစ်ပေါ်လာပြီးတော့ကျုပ်အနှစ်ကနေအုန်းနောက်နဲ့ကိုတွင်းအင်္ကာတွေဖြစ်လာတယ်။ဒီတော့ကျုပ်အနှစ်မှာအုန်းနောက်နဲ့ အာယုံကျောစနစ်တွေလိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်ဖို့တဘာဝတရားက ဖန်တီးထားမိတာဖြစ်ပါတယ်။လူခန္ဓာကိုယ်မှာလိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ဗီတာမင် A ဗီတာမင် B12 ဗီတာမင် E နဲ့ဆင်းတွေကြုံအနစ်မှာပါဝင်ပြီးသားဖြစ်တဲ့ဒါအပြင်မှတ်ဉာဏ်နဲ့သင်ယူလေ့လာမှုတွေအရေးကြီးတဲ့ neurotransmitter တစ်ခုဖြစ်တဲ့ ST choline တွေလည်းကြွယ်ဝစွာပါဝင်တယ်။ဦးနှောက်ကိုယ်ကွယ်ပေးနိုင်တဲ့လူထင်းနဲ့ ဇီဆန်သင်းဆိုတဲ့ကယ်ရိုတီနွိုက်နှစ်မျိုးလည်းပါဝင်ပါသေးတယ်။ဒီနေ့ကိုကြက်ဥတလုံးလေးပတ်ဆက်တိုက်စားသုံးမယ်ဆိုရင်လူတင်းနဲ့ဇီဆန်သင်းပမာဏတွေတိုးတက်လာပြီးတော့အုန်းနောက်ပျက်စီးမှုကိုသိသာစွာကာကွယ်ပေးနိုင်တယ်ဆိုတော့ကိုလေလံမှုတွေအရသိရပါတယ်။ကြက်ဥစားမယ်ဆိုရင် ချက်နီးပုံစံတွေအများကြီးရွေးလို့ရတယ်။ပြုတ်ချင်းကြော်ချင်းပြုတ်ပြီးတော့တုတ်တာဟင်းချက်တာကာချက်ပုံစံစားတာဆိုပြီးအများကြီးရှိပါတယ်။ကျုပ်အနေမှာအာဟာရဓာတ်တွေအများကြီးပါဝင်တော့ အနှစ်ကိုမချက်တချက်ကြော်တာပြုတ်ပြီးတော့စားတာကဟုံနောက်အတွက်အကောင်းဆုံးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့အုံနောက်ရဲ့စွမ်းဆောင်ရည်ကောင်းစေတဲ့အစားအစာတွေတစ်ခုတစ်ခုဖြစ်တဲ့ချောကလက်ဓာတ်ချောကလက်အကြောင်းကို ဝေမျှပေးခြင်းပါတယ်ဘိုးလုံခဲ့တဲ့1889ခုနှစ်လောက်ကမက္ကဆီကိုနိုင်ငံမှာကိုကိုစေကိုငွေကြေးတစ်ခုအဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတာသင်သိပါသလားငွေကြေးတစ်ရက်အနေနဲ့တံပိုးရှိခဲ့တဲ့ဓာတ်ချောကလက်က ကျမ်းမာရေးရှုထောက်ကကြည့်မယ်ဆိုရင်လေအာဟာရထက်ချွဲဝပြီးတော့အုံနောက်စွမ်းဆောင်ရည်ဒိုးတက်စေတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ကိုကိုပါဝင်မှု80 85ရာခိုင်နှုန်းရှိတဲ့ဓာတ်ချောကလက်မှာအမြင်တက်နဲ့တတ်ထုတ်တက်တွေပေါများပြီးတော့အာဟာရထက်ချွဲဝပါတယ်။ဓာတ်ချောကလက်100ဂရမ်မှာအမြင်တက်တန်တက်မက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ဇင်းဓာတ်တွေပေါများစွာပါဝင်ပါတယ်။ချောကလက်မှာကဖိန်းလိုတက်မျိုးပါဝင်ပေမဲ့လေကော်ဖီမှာပါဝင်သလောက်မများတဲ့အတွက် ညပန်အိမ်မပြောတာမျိုးဖြစ်စေမှာမဟုတ်ပါဘူးဓာတ်ချောကလက်ကို စားသုံးခြင်းအကျိုးအရှိဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့အုံနောက်အပေါ်မှာကောင်းမွန်တဲ့တည်ရမှုရှိတာပဲဖြစ်တယ်ဓာတ်ချောကလက်မှာပါဝင်တဲ့ပိုလီဖီနောတစ်မျိုးဖြစ်တဲ့ flavor notes ကအုံနောက်မှာရှိတဲ့အာယုံကြောဆဲတွေကိုကျန်းမာစေပြီးတော့အုံနောက်အိုမင်းရောင်ခြင်းကို တားဆီးပေးနိုင်ပါတယ်အုံနောက်စီတွေးစီစဉ်မှုကိုကောင်းမွန်စေပြီးတော့အုံနောက်တ िश ူးတွေကိုကျန်းမာစေပါတယ် အသက်23ကနေ68ကြားမှာရှိတယ်လူတထောင်ကိုလေးလာချက်အရချောကလက်ကိုတပတ်တစ်ချိန်လောက်စားသုံးပေးတဲ့သူတွေကမှတ်ဉဏ်ကြောင်းကျိုးဆက်ဆက်စဉ်းစားနိုင်စွာနဲ့ဘုံနောက်ရဲ့လှုပ်ဆောင်ချက်တွေပိုကောင်းနေတာတွေ့ရတယ်အတက်ရွယ်အရာဖြစ်လာတဲ့မှတ်ဉဏ်ချုပ်ရင်းခြင်းကိုဟန်တန်းပေးနိုင်ပြီးတော့အဲဆိုင်မယောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်စိတ်တက်ကြတာစိုးရင်ပူပန်တာစိတ်ပစ္စည်းမှုတွေများတာတွေကိုတတ်တန်စိတ်မှုအတွက်ချောကလက်ကိုစားသုံးပေးလို့ရတယ် ချောကလမပေါ့နဲ့ဖလေဘာနိုးကစိတ်ကစားချက်တွေကိုကောင်းမွန်စေနိုင်တဲ့အတွက်စိတ်ဓာတ်ကြတာစိတ်ပစ္စည်းမှုကိုတက်တာစေနိုင်ပါတယ်။ဒါပေမဲ့ချောကလအမျိုးအစားတိုင်းကကျွန်တော်တို့ရဲ့အုံနောက်ကိုကောင်းမွန်စေတာတော့မဟုတ်ဘူးပေါ့။လမ်းထက်ကဆိုးရိုးဆိုင်ကိုသွားပြီးတော့တပတ်တစ်ခါချောကလဝယ်စားရုံနဲ့အဘေါ်ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေရနိုင်မှာမဟုတ်ဘူး။အရေးအသွေးကောင်းတဲ့ချောကလအမျိုးအစားကို စားသုံးတဲ့အခါမှသာချောကလကရတဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝ ခံစားနိုင်မှာဖြစ်တယ်။ချောကလက်ကနေအကျိုးကျေးဇူးတွေကို ပြပြဝဝရဖို့အတွက်ဆိုရင် ကိုကိုပါဝင်မှုပမာဏအနည်းဆုံး80ရာခိုင်နှုန်းရှိတဲ့ချောကလက်ကိုရွေးချယ်စားသုံးပေးရပါမယ်။အခုတစ်ခေါက်ပြောပြပေးသွားခဲ့တာကတော့အုံနောက်ကိုအကျိုးပြုတဲ့အစားအစာတွေထဲကတစ်ခုဖြစ်တဲ့ချောကလက်အကြောင်းပဲဖြစ်ပါတယ်။အုန်းတော့ရစွမ်းဆောင်ရည်ကိုကောင်းစေတဲ့အစားအစာတွေထက်ကတခုဖြစ်တဲ့ blueberry တိအကြောင်းကိုပြောပြပေးခြင်းပါတယ် ဘလူးဘယ်ရီမှာ flavor noise လို့ခေါ်တဲ့ antioxidant ဓာတ်တွေပေါများတဲ့အတွက်ကြောင့်အုံနောက်အိုမင်းရင်ရောင်ခြင်းကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့အသီးအနှံတစ်မျိုးပဲဖြစ်တယ်။ blueberry မှာပါတဲ့ flavor night ထဲမှာမှ anthocyanins လို့ခေါ်တဲ့ဓာတ်ကအုံနောက်ရဲ့အမှတ်ဉာဏ်ထိမ့်သိမ့်တဲ့အပိုင်းဖြစ်တဲ့ hippocampus ကိုမပြည့်စုံအောင်လို့ဆောင်ရှောင်ပေးတယ်။သူရေသနာတွေအရအမှတ်ဉာဏ်ချိုယွင်းဆက်တက်ကြီးပိုင်းတွေကို blueberry ၁၂ပတ်စားသုံးစေတဲ့အခါမှာအုံနောက်ရဲ့ဆွမ်းဆောင်ရည်နဲ့ မှန်တယ်လေပြန်လေကောင်းမွန်လာတာတွေ့ရတယ်လူပေါင်း36000ကျော်ကို6နဲ့ချောင်းလို့ပြုလုပ်ခဲ့တဲ့သူစည်စနာတွေအရာလဲဘရူးတယ်ဘရူးဘယ်ရီတီမျိုးနွယ်တွေဖြစ်တဲ့ဘလူးဘယ်ရီတို့စတော်ဘယ်ရီတီတွေကိုပုံမှန်စားသုံးပေးတဲ့သူတွေကတခြားမစားတဲ့သူတွေထက်အုံနောက်အိုမင်းတဲ့အချိန်နှစ်နှစ်ကျော်နောက်ကျတယ်လို့သိရတယ်ဘယ်ရီတီတွေမှာပါဝင်တဲ့ flavor note ကစိတ်ခံစားချက်တွေကိုကောင်းမွန်စေနိုင်တဲ့အတွက်စိတ်ကြတာစိတ်ပြည့်စည်တာတွေကိုလည်းတတ်တာစင်သေးတယ်ဘယ်ရီတီတွေအားလုံးဖြစ်တဲ့ ဘလူးဘယ်ရီတို့ဘေးဘယ်ရီတို့ရက်စ်ဘယ်ရီတို့စတော်ဘယ်ရီတို့ဒါတွေမှာအုံနောက်ကိုအကျိုးပြုတဲ့တက်တွေပါဝင်တဲ့အတွက်ကြောင့်စတော်ဘယ်ရီဘလူးဘယ်ရီစတာတွေအားလုံးကိုရောပြီးတော့စားတာကလည်းကောင်းမွန်တဲ့နေလန်တစ်ခုပဲဖြစ်ပါတယ်အခုတစ်ခေါက်ပြောပြနေတော့တာကတော့အုံနောက်ကိုအကျိုးပြုတဲ့အစားအစာတွေတဲကဘယ်ရီသေးတွေအကြောင်းပဲဖြစ်ပါတယ်စတော်ဘယ်ရီစားတာကိုကြိုက်ကြလားတတော်များများကတော့စတော်ဘယ်ရီကိုအသေးလိုက်စားတာအပြင်ဖြော်ရည်တောက်တာမျိုးဆက်လက်မှာ ထည့်ပြီးတော့တုပ်စားတာမျိုးလုပ်ကြတယ်။ Strawberry ကတာမန်အသီးအနှံအဖြစ်စားနိုင်ရုံမကပဲနဲ့ကျွန်တော်တို့အတွက်ကျန်းမာရေးဆိုင်ရာကောင်းကျိုးရအများကြီးလည်းပေးနိုင်နေတယ်။ Strawberry မှာ Vitamin C အပြင်တခြားသော Potassium နဲ့ Magnesium ဓာတ်တွေအများကြီးပါဝင်နေ။နံပါတ်1 Antioxidant ပါဝင်မှုနှုန်းများတဲ့အတွက် Oxidative Stress ကိုကာကွယ်ပေးနိုင်တယ်။နံပါတ်2 Lower the Cholesterol Level ကိုမြင့်တက်စေခြင်းအဖြစ်လဲ Strawberry ကနှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်။ ။နံပါတ်3စတော်ဘယ်ရီမှာပါဝင်တဲ့အန်တီအောက်ဆီဒန့်ကအသက်အရွယ်ကြီးတဲ့အခါမှာဖြစ်ပေါ်လာနိုင်တဲ့မှန်ညာစွမ်းရည်ရော့နေတာပျောက်ဆုံးတာမျိုးလိုမျိုးကိုနက်တစ်ဒီကလိုင်းတွေကိုကြာဆင်းစေတယ်။နံပါတ်4ဖိုက်ဘာဓာတ်ကျွဲဝါတဲ့အတွက်အမြင်ဓာတ်ကျွဲဝါတဲ့အတွက်အစာချေနိုင်စွမ်းကို ပိုပြီးတော့ကောင်းမွန်စေတယ်လို့ဝမ်းချုပ်တာမျိုးကိုလည်းကာဝယ်ပေးနိုင်တယ်။ဒီလိုမျိုးကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိတဲ့အတွက်ကျွန်တော်ကတော့စတော်ဘယ်ရီလိုအသီးအနှံမျိုးကိုမမေ့မလျော့ပဲနဲ့စားသုံးပေးဖို့ ိုင်တွန်းလိုပါတယ်။သောပတိစပြီးတော့အုံနောက်ကိုအားဖြည့်ပါ။သောပတိကကဘာတလောကလူကြိုက်အများဆုံးအသေးနံတွေထဲကတစ်ခုဖြစ်တယ်။မြန်မာမှာလည်းသောပတိကိုဖြောက်ရည်အနေနဲ့တုံတုံတက်ကြတယ်။အုံနောက်တွင်ဗတ်ပေါင်းဆောင်ကအကျိုးပြုတဲ့အစားအစာကိုပြပါဆိုရင်သောပတိကလွဲပြီးတော့ပြန်စရာမရှိတော့ဘူး။သောပတိမှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် E, ဗီတာမင် K တို့ပါဝင်ပါတယ်။ဒါအပြင်သောပတိမှာ အစီထက်ချွဲဝါဆောင်ပါဝင်နေထောပတိမှာပါဝင်တဲ့အစီကပြေဝစီဖြစ်ပြီးလို့ပြေဝစီလို့ခေါ်ပါတယ်။အုံနောက်ကခန္ဓာကိုယ်မှာအစီအများဆုံးဖြစ်တဲ့ oxidative stress အုံနောက်အိုမဲမှုကိုအဓိက ဖြစ်စေတဲ့အရာအဲ့ဒီအဖြစ်အများဆုံးအစိတ်ပိုင်းဖြစ်တယ်။ထောပတိမှာပါဝင်တဲ့အစီကအုံနောက်တွေအကျိုးပြုပြီးတော့အုံနောက်အိုမင်းခြင်းကိုကာဝယ်ပေးနိုင်ပါတယ်။ထောပတိမှာဗီတာမင် E လူထင်းနဲ့ဇီဆန်သင်းတို့ပါဝင်တဲ့အတွက် ဟိုနောက်ရဲ့လုံနိုင်စွမ်းကိုပို့ပြီးတော့မြန်ဆန်စေပါတယ်ဒီနေ့ကမှအဲဇမန်အဲဇိုင်းမယောဂါတို့လိုဟိုနောက်နဲ့အာယုံကြောဆာယာယောဂါတွေဖြစ်ပွားမှုနှောင်းရဲ့နှောင်းမှာနှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်ပွားနှောင်းကဒုတိယလိုက်တယ်ဒုတိယဒီဒီကတော့အခုလိုဖြစ်ပွားရတဲ့အကြောင်းရင်းကပိုတက်ဆီယမ်မလုံလောက်လို့ဖြစ်တာလို့ခေါင်းချက်ချတယ်ပိုတက်ဆီယမ်ကဆိုဒီယမ်နဲ့ပေါင်းပြီးတော့ဒွေးဖီယာကိုထိန်းချင်ပေးပါတယ်ကျွန်တော်တို့ပိုးပွားတွေခေတုံးကဒီနေ့ခေတ်ကပိုတက်ဆီယမ်ကိုလေးစားပိုစားခဲ့ကြတယ် ဒါကြောင့်လည်းတွေးတိုးခြင်းလေးဖြတ်ခြင်းတို့လိုယောဂတွေဟိုးအခြေုံကထက်အခုခေတ်မှာပိုပြီးတော့များနေရတာဖြစ်တယ်။ဒဘတိမက ကပျော်တိမပါဝင်တဲ့ပိုတက်ဆီယပမာဏထက်နှစ်ဆပိုများလို့အထက်ပါယောဂတွေဖြစ်နိုင်ခြေကိုရှော့ချပေးစီမှာပါ။ဒီနေ့ကိုဒဘတိတဝက်ကနေတလုံးအပြည့်အထိစားသုံးပေးနေပါတယ်။စားသုံးတဲ့အခါမှာလည်းဒဘတိကိုတကြားနဲ့ခောက်ပြီးတော့စားနိုင်တယ်လို့ဖြော်ရည်ဖြစ်လေတော့သုံးနိုင်ပါတယ်။ င်္ဂလာပါအခုတစ်ခေါက်မှာတော့ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ပန်းမုံလန်စိမ့်ကအုံနောက်အတွက်ဘယ်လိုအကျိုးပြုတယ်ဆိုတော့ကိုဝေမျှပေးသွားပါမယ်ပန်းမုံလန်ဆိုတော့ကလူအများစုနှစ်သက်ကြတဲ့အစားအစာထဲမှာပါတယ်ပန်းမုံလာနဲ့ချဲဝူချောတာပန်းမုံလာဟင်းချိုစသဖြင့်အမျိုးမျိုးလှုပ်ရှားတတ်ကြတယ်ပန်းမုံလာ ကော်ပီထုပ်စတဲ့အရာတွေကလူသားတွေရဲ့ကြမ်းမိုက်ကိုအကျိုးပြုတဲ့အစားအစာထဲမှာပါဝင်တယ်သူတို့မှာဆေဖိုရာဖိန်လို့ခေါ်တဲ့ကြမ်းမိုက်အတွက်အထောက်အကူပြုတဲ့ဓာတ်တစ်မျိုးပါဝင်တယ် ဆယ်ဖိုရာဖရင်ရဲ့ကျမ်းမာရေးအတွက်အထောက်အပံ့မှုတွေကို မကြာသေးခင်ကပဲသူ့ဒေသနာ ပြုလုပ်လေ့လာခဲ့ကြတယ်။လေ့လာတွေ့ရှိချက်တွေရတော့ဆယ်ဖိုရာဘိဟာကင်ဆာအဝလုံးနဲ့ယောဂအော်တစ်ဆင်အပါဝင် အုန်းနောက်နဲ့တတ်ဆိုင်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်တယ်။ဒါမှမဟုတ်ကုသပေးနိုင်တယ်ဆိုတာသိရှိခဲ့ရတယ်။ဆယ်ဖိုရာဖိန်ပါတဲ့အစားအသောက်တွေကိုနေ့စဉ်စားသုံးတဲ့အခါမှာထည့်ပြီးတော့စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းကအဆီတွေကို15ကနေ 20ရာခိုင်နှုန်းလောက်အထိကိုရှော့ချပေးနိုင်ပါတယ်။ဒါအပြင်ဆယ်ဖိုရာဗင်းကအန်တီအောက်ဆီဒန်လို့ခေါ်တဲ့ဓာတ်တိုးစန့်ကျင် ပစ္စည်းတွေကိုထုတ်လုပ်နိုင်ဖို့အစပြုပေးနိုင်တာဖြစ်လို့အရွယ်မတိုင်ခင် အုံနောက်အိုမင်းနောက်ကိုကာကွယ်ပေးနိုင်ပါနေတယ်။တကယ်တော့ဆယ်ဖိုရာဗင်းကဗီတာမင်ဓာတ်လည်းမဟုတ်သလိုမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်လည်းမဟုတ်ဘူး။ဒါပေမဲ့ခန္ဓာကိုယ်အတွက်တော့တော်တော်လေးကိုအကျိုးပြုတဲ့ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ပန်းမုံလာပါဝင် ကော်ဘီတုတ်မျိုးနယ်တွေမှာဆက်ဖိုရာဗင်တွေပါဝင်နေအထူးသဖြင့်ဘန်ကော်ဘီအရင်ထက်ဘန်ကော်ဘီအနုတွေမှာဆက်ဖိုရာဗင်တက်တွေအစတရာကျော်ပါဝင်လို့ဘန်ကော်ဘီစားမယ်ဆိုရင်နုရာလေးတွေရွေးချယ်ဝယ်ယူစားသင်းစားသုံးဖို့အကြံပေးလိုပါတယ်ခင်ဗျာဆေမောင်ကတော့မဟုတ် အုံနောင်အတွက်လောင်စာငါးဆိုတော့ကလူတွေကိုအကျိုးပြုတဲ့အစားအစာတစ်ခုဖြစ်ပြီးတော့နှလုံးရောကာ ကင်ဆာရောဂါဖြစ်နိုင်ခြေတွေကိုရောချစေပါတယ်။ဒါအပြင်ငါးကိုအုန်းနောက်ကောင်းစေတဲ့အစားအစာအဖြစ်လိုသည့်များတယ်။ငါးမှာ omega 3 fatty acid တွေပေါ်ပေါ်များများတွေ့ရပါတယ်။အဲ့ဒီ fatty acid တွေကနှလုံးရောဂါကိုကာကွယ်ပေးနိုင်ပြီးတော့ triglyceride လို့ခေါ်တဲ့သွေးကြောတွေကိုကျင်းစေတဲ့အဆီတွေကိုလည်းရှော့ချပေးတယ်။တနေ့တာမှာငါးဟင်းတစ်ခွက်ပါရင်နှလုံးအတွက်ပဲကောင်းမွန်စေတာမဟုတ်ဘဲနဲ့အုန်းနောက်အတွက်ပါအချိုးပြုံသေးတယ်။ ငါးမှာပါဝင်တဲ့ omega 3 fatty acid ကအုန်းနောက်ကိုပုံမှန်အတိုင်းအလုံးလုံးနိုင်အောင်လို့ကူညီပေးတယ်။ခန္ဓာကိုယ်အတွင်းလှုပ်ဆောင်မှုတွေနဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကိုပုံမှန်အတိုင်းဆောင်ရွက်နိုင်ဖို့ကူညီပေးတယ်။ဒါအပြင် omega 3 fatty acid ကစိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ serotonin နဲ့ dopamine ပမာဏကိုမြင့်တက်စေဖို့ကူညီပေးနိုင်နေတယ်။အဲဒီဟော်မုန်းတွေကစိတ်ပစ္စည်းမှုတွေစိုးရင်ပူပန်မှုတွေကိုလျော့ချစေပြီးတော့စိတ်ကြယောဂါကိုလည်း ကာကွယ်ကုသပေးနိုင်တယ်။ဒီတော့ငါးကရုပ်ပိုင်းဆိုင်ရာအတော်မကပဲနဲ့စိတ်ပိုင်းဆိုင်ရာကိုပါ အားဖြင့်ပေးနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။မိခင်တွေအနေနဲ့ကိုကလေးရဲ့ဉာဏ်ရည်မှတ်ဉာဏ်ကိုထက်မြတ်တိုးတက်စေခြင်းရင်ကိုဝင်ဆောင်ဘဝကလေးကငါးပုံမှန်စားပေးဖို့လိုအပ်တယ်။ငါးကကလေးတွေရဲ့အုံနှောင်းနဲ့အာယုံကြောဖွံ့ဖြိုးမှုကိုကူညီပေးနိုင်တဲ့အတွက်ငါးစားတဲ့မိခင်ကမွေးတဲ့ကလေးတွေကဉာဏ်ပိုကောင်းကြတယ်။တချို့မိခင်တွေက ငါမချက်ဘူးဆိုရင်ငါကြီးစီစားပေးတာမျိုး omega 3 fatty acid ပါတဲ့ဖြည့်စွက်စားတွေစားတာမျိုးလုပ်လို့ရတယ်။အခုလောက်ဆိုရင်ငါကကျွန်တော်တို့ရဲ့အုံနောက်ကိုတော်တော်လေးအကျိုးပြုတယ်ဆိုတာသိသွားလောက်မိတယ်ပါတယ်။ငါအမျိုးသားတွေအားလုံးထဲမှာစုံမောငါကအုံနောက်တွေအကျိုးအပြုဆုံးဖြစ်ပါတယ်။ဆယ်လမောငါမှာ omega 3 fatty acid ပါဝင်ရုံသာမကဘူး။ astaxanthin လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်သေးတယ်။ astaxanthin က အုံနောက်စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တယ်။တချို့ကဆိုရင်ဆယ်လမုန်ငါးကိုအုံနောက်ကိုအားဖြင့်ပေးတယ်။လောင်စာလို့တော့တင်းဆောင်ခေါ်ပေါ်ကြတယ်။တကယ်လို့ကိုနေတဲ့ဒေသကဆယ်လမုန်ငါးမရနိုင်တာရှားပါတာမျိုးဖြစ်နေမယ်ဆိုရင်လေတခြားငါးမျိုးစားတွေစားလို့ရပါတယ်။ငငယ်တုန်းကကောင်းတရားသားကိုစားပါလို့သင်ခဲ့ရတယ်လို့မျိုးပေါ့။ငါးတိတိလေးတွေကလည်းကောင်းတာပဲဖြစ်ပါတယ်။ကဲကွန်မန့်မှာရေးပေးခဲ့ပါဦး။မိတ်ဆွေတို့ရောငါးကြရလား